မြန်နေကြမမဦးလို character မျိုးမဟုတ်ဖဲနဲ့နည်းနည်းလေးပေါ့နော်အဲ villain bad ကိုသွားမယ်ဒါပေမဲ့ villain အစ်စ်လားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်အဲအဲ့တော့ဒီအမုံမြင့်တွေတဲ့ကနေပြီးတော့အဲဆိုတော့ဒီ cloud character တစ်ခုဖြစ်တဲ့ຫນွေစရိတ် character ကိုဆိုတော့အကောင်းဆုံးစူးစမ်းပုံဖော်ထားပါလူတယောက်ကကြတော့သူ့ရဲ့ကောင်းနိုင်တဲ့စိုးရိုင်းတွေမျှပဲရှိရအောင်အဲ့တော့သူ့စိတ်ထက်ပေါ်လာတဲ့တစ်ချက်တစ်ချက်ပေါ်ပေါ်လာတဲ့သူ့ရဲ့ဒီ dark side ပေါ့ အဲ့တော့သူ့ရဲ့အထဲမှာဂျိုးကြွကြွကြွလာတယ်ဒီဟိုဘယ်လိုပြောရမလဲဆိုတော့သူ့ရဲ့မကောင်းတဲ့ဘက်အချမ်းကအရာကိုပြိတက်ကိုတော့ပါပါလေးပဲပုတ်ပြရမှာလူတယောက်ကကောင်းနေနဲ့လဲစိုးဝါးနိုင်တယ်အဲ့တော့စိုးနေနဲ့လဲမပြန်ကောင်းသွားနိုင်တယ်ဆိုတော့အပြင်မှာလဲဒီလိုမျိုး character ဆိုတာရှိတယ်ဆိုတော့သူ့လိုပါပါလေးနဲ့ပဲပုတ်ပြသွားမှာပေါ့နော်သူ့ရဲ့ comeback ပေါ့ comeback ကဒီမမအူပြီးခဲ့ရဆိုတော့နှစ်နှစ်ခွဲသုံးခွဲလောက်ကပျောက်နေခဲ့ရလေနော်အဲ့တော့ဒီမုံမြင့်ရဲ့ comeback လာတဲ့အခါမှာမမအူနဲ့လုံးဝမတူတဲ့ character တယ်တခုအနေနဲ့ပြဿနာတွေမြင်ရတဲ့အတွက်ကြောင့်မလို့အဲနည်းနည်းလေးအဲ့လိုအစမ်းတစ်ကြယ်လေးတော့ဖြစ်နေလိမ့်မယ်လို့ထင်တယ်။နောက် OST လေးလည်းဆုတဲ့ဆိုထားတာပေါ့နော်ဆိုတဲ့အခါကျတော့ဟောက်ပါရင်ဆုတဲ့ကိုယ်တိုင်းလည်းအဲ့လိုဇက်ရဲ့အပြောင်းလဲအချိုးကွေ character တကားနဲ့တကားမတူတဲ့ challenge ကြီးတွေကိုကြိုက်ပါတယ်။ ။ဆိုတော့ဒီကားထဲမှာကျတော့နွယ်နေနေပေါ့နော်မထူကွဲပြားတဲ့ character တစ်ခုနေနေဆိုတော့အကောင်းဆုံးစ조사ထားပါတယ်။ဆိုတော့ဒီကားမှာတယောက်မဆောင်မှုတဲ့ character လည်းဖြစ်ပါတယ်။အဲ့ဒီပြင်ကိုဒီအမြင်နေကြမမဦးလို့ character မျိုးမဟုတ်ဖဲနဲ့နည်းနည်းလေးပေါ့နော်အဲ villain bad ကိုသွားမယ်။ဒါပေမဲ့ villain အစ်လားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်။အဲအဲ့တော့ဒီအမုန်းမြေတေတဲ့ကနေပြီးတော့အဲဆိုတော့ဒီ cloud character တစ်ခုဖြစ်တဲ့ nuestro character ကိုဆိုတော့အကောင်းဆုံး조사ရေးပုံဖော်ထားပါတယ်။ အမရကရောဆိုတော့အဲ့ဒီအချိန်မှာဖြစ်ပေါ်တဲ့ mood အတိုင်းပဲလုံးလိုက်တာပေါ့ဒီဇလန်မတိုင်ခင်မှာတော့ pre production အနေနဲ့ script reading ဆိုတော့လုပ်ထားတယ်နောက်ပြီးတော့ဒီဇလန်ရဲ့ true story ကို သိထားတယ်အ script တစ်ခုလုံးကိုလည်းနောချေနေအောင်တော့ဖတ်ထားတယ်ပေါ့နော်အဲ့ဒီတော့ရင်မထင်းမှာတော့မရိုက်ခင်မှာနွယ်ဆိုတာစီးဝင်နေတာပေါ့တကယ်လည်းရိုက်တဲ့အချိန်ကျတော့ဆရာရဲ့ဒီပြောဆိုမှုတွေရဲ့သင်ကြားမှုတွေရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အာဒီတရုတ်ဆောင်နေပေါ့နော် collector stay အများကြီးပေါ့ဒီခန္ဓာအပြင်စင်နေရအစပေါ့လွဲဖြစ်သွားစေခဲ့တယ်ပေါ့အဲ့တော့စိတ်ခဲရှိရတဲ့အရိုးသားဆုံးအာအပြင်နဲ့တဘာဝကြကြတူအောင်လို့ဆိုတော့တရုတ်ဆောင်ခဲ့ပါတယ်အဲ့ပေါ်မှာအာဆူဒန်ရဲ့တရုတ်ဆောင်မှုတွေအာပြင်ပြင်ချင်းမပြင်ပြင်ချင်းကတော့ပြိတ္တရဲ့အဆုံးဖြစ်ပါတော့နော်ဟုတ် ဆိုတဲ့ကမ်ဘက်ပေါ့ကမ်ဘက်ကဒီမမဦးပြီးကြရဆိုတဲ့နှစ်နှစ်ခွဲသုံးနှစ်လောက်ကပြောင်းနေကြရလေးเนาะအဲ့တော့ဒီအမုံမြင့်ရဲ့ကမ်ဘက်လာတဲ့အခါမှာမမဦးနဲ့လုံးဝမတူတဲ့ character တစ်ခုအနေနဲ့ပြည်သက်တွေမြင်ရတဲ့အတွက်ကြောင့်မလို့အဲနည်းနည်းလေးအဲ့လိုအစမ်းတစ်ကြယ်လေးတော့ဖြစ်နေလိမ့်မယ်လို့ထင်တယ်เนาะ OST လေးလေးဆိုတဲ့ဆိုထားတာပေါ့เนาะဆိုတဲ့အခါကျတော့ um ကောင်းပါတယ်ဆိုတဲ့ကိုယ်တိုင်လေးအဲ့လိုဇက်ရဲ့အပြောင်းလဲအချိုးခွေ character တကားနဲ့တကားမတူတဲ့ challenge ကြီးတွေကိုကြိုက်ပါတယ် ဟဲ့ဟိုအဲ့ဒါကတော့ဘယ်လိုလဲဆိုတော့ဆရာခွင့်ပေးတာပါ ဆရာကိုလည်းဆရာလည်းဖြစ်တယ်။နောက်ဆရာအောင်တဲ့ Phoenix ကကြတော့အာဆိုတဲ့ဆိုဒီတယောက်စာအလုပ်ကိုအရင်ယူသွတ်တယ်ပေါ့နော်။တချင်းပိုင်းမှာလည်းကိုအရင်ဟိုယူသွတ်တယ်။အဲဒီဒီအလုပ်မှာဆက်လုပ်ဖို့လို့အတွက်ကိုဖေဖေရဆိုပညာရေးဘက်ကိုအရင်လိုက်စားစေချင်တယ်။ဆိုတော့ကဒီအလုပ်ကိုအရင်လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်ဖေဖေနဲ့ဆိုအတိုက်ခံနေလုပ်ပြီးတော့ဒီအလုပ်ကိုလုပ်ခဲ့ရတာပေါ့နော်။နောက်ဆုံးမှာဖေဖေကလည်းအဲသမီးဝါသနာပါတဲ့အရာကိုအများကြီး short ပေးပြီးတော့ခုတောက်လျှောက်ပဲ live လုပ်ပေးရှာပါတယ်။အဲတော့ဆိုတော့အရင်ဟိုဒီအလုပ်ပေါ်မှာ ိတ်နှစ်တာသိတဲ့ခါကျတော့ဆရာကဒီတခြင်းလေးကိုစိုးဖို့အတွက်ပြောလာတဲ့အချိန်မှာသူတဲ့ကိုယ်တိုင်ကလည်းတကယ်ကိုဝမ်းမတ်တာနဲ့ကိုရီယန်ရဲ့ဒီအမုံမြင့်တခြင်းလေးကိုစိုးပစ်ခဲ့ပါတယ်အဲစတူဒီယိုထဲမှာ recording လုပ်တဲ့အချိန်မှာတခါတည်း debate ထဲသွေးပြီးတော့ final data ရခဲ့တဲ့တခြင်းလေးပါပဲအာအစူရကတော့မျောလင့်တာပေါ့နော်ကိုအကောင်းဆုံးစူးစမ်းခဲ့တဲ့တခြင်းလေးဆိုတော့မျောလင့်ပါတယ်ပြိဿနှလုံးသားနဲ့ထပ်တူကြခဲ့မယ်ဆိုရင်တော့အာလုံးဝကိုအရန်ကိုဝတ်တာစရာဖြစ်မှာပေါ့နော် မရှိဘူးသူကငိုရေကအဲ့လိုဇက်ကားရဲမှာဗီလိတ်ကာရီတာတရားကာရီတာကြီးကြည့်လို့ရှိရင်သူကလူမုန်းမယ်ဆိုတာတိရစ္ဆာန်ကောင်းလို့ပေါ့နော်ဟိုအောင်မြင်လို့ကိုတိရစ္ဆာန်တာအောင်မြင်လို့လူကြိုက်တာလူမုန်းတာဆိုတာဖြစ်တဲ့အတွက်ကြောင့်ဒီကားရဲမှာကျွန်တော်ဆိုတာဗီလိတ်စစ်စစ်ကြီးမဟုတ်ဘူး तू ကဒီသူ့ရဲ့အော်ဘယ်လိုပြောရမလဲဆိုတဲ့အခါကျတော့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပေါ့နော်လူတယောက်ကကျတော့သူ့ရဲ့ကောင်းတာတွေဆိုရတယ်မျှပဲရှိရအောင်အဲ့တော့သူ့စိတ်ထက်ပေါ်လာတဲ့တစ်ချက်တစ်ချက်ပေါ်ပေါ်လာတဲ့သူ့ရဲ့ဒီ dark side ပေါ့ အဲ့တော့သူ့ရဲ့အထက်မှာဂျိုးကြွကြွကြွလာတယ်ဒီဟိုဘယ်လိုပြောရမလဲဆိုတော့သူ့ရဲ့မကောင်းတဲ့ဘက်အချမ်းကအရာကိုပြိတက်ကိုတော့ပါပါလေးပဲပုတ်ပြမှာအဲ့တော့မတ်နွယ်ကြီးကအာအရန်ကြီးဟိုရုံမှာပြဖြစ်နေရမျိုးမဟုတ်ဘူးပေါ့လူတွေမှာဖြစ်လေဖြစ်တာရှိတယ်လူတွေကကောင်းနေနဲ့လဲစိုးဝါနိုင်တယ်အဲ့တော့စိုးနေနဲ့လဲမပြန်ကောင်းသွားနိုင်တယ်ဆိုတော့အပြင်မှာလဲဒီလိုမျိုး character ဆိုတာရှိတယ်ဆိုတော့တော်တော့ပါပါလေးနဲ့ပဲပုတ်ပြသွားမှာပေါ့နော် ဟုတ်ကျေးဇူးတင်ပါတယ်စောင်းဆုံးအဲ့လိုပြောလဲဆုတက်ကိုဟိုတတ်မှတ်ပေးရတဲ့အတွက်ပေါ့နော်ဆုတက်လည်းအရင်စူးစမ်းထားတဲ့ character လေးပါဒါပေမဲ့ဟိုကိုအရင်စူးစမ်းထားပြီးမဲ့စိုးရိမ်မှုတော့ရှိတာပေါ့နော်အာဘိုင်းများဖြစ်မလဲပေါ့တကယ်တမ်း online တက်လာတဲ့အချိန်မှာအဆင်ရောပြေပါမလားဆိုရယ်စိုးရိမ်မှုလေးတွေတော့ရှိတယ်ဒါပေမဲ့ဆောနာဒီဟိုအပိုင်းတို့လေးတွေဖြတ်ပြီးတော့ကြည့်လိုက်ရတဲ့အချိန်မှာအာဆုတက်ဟိုဒီဒီလိုမျိုးပေါ့နော် amazing ပေါ့တကယ်ကိုအရင်အန်အောဆရာကောင်းတဲ့ team တစ်ခုနဲ့အတူတူစူးစမ်းခွင့်ရခဲ့တဲ့အာမှတ်တရလေးကိုတွေးပြီးတော့ one lane one တာတယ်အဲပြီးတော့ ့ဒီကားလေးလည်းအခုဒီ first main မှာရုံစတင်တော့မယ်ဆိုတော့အဲပို့ပြီးတော့မှကြည်နူးရပါတယ်ဟုတ်အဲ့တော့လည်းအားပေးပါလို့ဆိုတဲ့ပေါ့ဟုတ်ဆိုတော့အဲနောက်ပိုင်းမှာတော့လာတဲ့ဇက်တွေပုံမှာပေါ့နော်ဟိုနှစ်သက်သဘောကျတဲ့ဇက်ကလေးတွေကိုပို့ပြီးတော့ရွေးချယ်ပြစ်တယ်အဲကို့အနေနဲ့မတူညီတဲ့ character လေးတွေလည်းဖြစ်မယ်ပြိတ္တလည်းကြည်ရတာဟိုစိတ်ဝင်စားကြကောင်းပဲဇလန်းမျိုးလေးတွေပေါ့နော်ဆိုတော့ဆိုတော့စီကိုလာတဲ့ဇလန်းတွေကမှပြန်ပြီးရွေးချယ်ခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်အာဆုထက်ကိုကံပေးသလောက်ဆုထက်စူးစမ်းခွင့်ရှိသလောက် သူတို့အသက်နဲ့ခန္ဓာမြဲနေသေးရအောင်အများကြီးစူးစမ်းနေမှာပါ အဓိကတော့ဘာရဲ့ညာရဲ့မမျော်လင့်ပါဘူးတိလားအကောင်းဆုံးစူးစမ်းတာပါမမအရုံးကလည်းဒီတိုင်းပဲကိုစူးစမ်းလိုက်တာပဲအဲ့ပုံမှာကံတရားဖေးမတဲ့ခါကျတော့ပြိတက်သဘောကျတယ်အားပေးတယ်ဆိုတော့ဟိုဝမ်းသာရတာပေါ့နော်အခုလည်းဒီအမုံမြက်လေးကိုလည်းအမုံမြက်ဇက်ကားလေးကထူးထူးကြမှုရှိတယ်ဇလန်းကလည်း true story လည်းဖြစ်တဲ့အတွက်ကြောင့်မို့ပြိတက်အချင်းပေးပြီးတော့ကြည့်တဲ့အခါမှာအဲသူကပေးချင်တဲ့ message ကလည်းကြီးမားတယ်ပေါ့နော်ဆိုတော့အာလောကကြီးမှာအမုံတရားတွေအာကာရတွေအညိုးတွေအများကြီးနေလူရံနေလို့မရတော့ဘူးပေါ့ဒါတွေကိုရိုက်ပြချင်တာ ပေါ့အမုံးတွေအရင်ကြီးထွားလာတဲ့အခါမျက်တစင်းလုံးဖြစ်သွားပြီဆိုရင်ရက်တက်လို့မရတော့ဘူးအဲ့ဒီခါမှာမလိုလားအပ်တဲ့ဘေးရွက်ဆိုးကျိုးတွေအများကြီးဖြစ်နိုင်တယ်ပေါ့အဲ့တော့အဲ့အဲ့ဒီအချိန်မှာဒီမြေတာတရားတွေခွင့်လွန်မှုတွေနားလည်မှုတွေနောင်တာတရားတွေနဲ့နောက်ဆုံးကဘလို့ဒီမြစ်ကြီးကိုရက်တက်သွားမလဲဆိုတာကိုသူပြောချင်တာအတိအကျတော့လောကိုင်းမှာတော့မြစ်တာအရင်ကြီးကြည့်တယ်တယောက်နဲ့တယောက်တယောက်နေရာကိုတယောက်ဝင်ကြည့်ပေးတတ်ဖို့ဖြည့်စည်းတတ်ဖို့အရင်အရေးကြီးတယ်ရခုမှချွေးမှဆိုရင်ငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့အတွေးမျိုးကိုတွေးလ ိုင်ညံမဖြစ်ကြတော့ဘူးအဲအဲ့တော့ဟိုတယောက်တယောက်ကိုချင်းမစားနိုင်တော့အတ္တတွေများလို့ဖြစ်ကြတာပေါ့နော်အော်ကိုအတ္တတွေနည်းနည်းလေးရှော့ပြီးတော့တခြားလူမျိုးဝင်ဖြည့်ပြီးကြည်ပေးတဲ့အခါမှာအဲချစ်ချင်းတရားတော့နားလည်မှုတွေဆိုတာပေါက်ပွားလာတယ်ပေါ့ဒါတွေကလူမှုဘဝတွေအတွက်အခြေခံလိုအပ်ချက်တွေဆိုတာကိုမိမောင်းထိုးပြရတဲ့ကာလေးပါ အဲဟုတ်တယ်ဆိုတော့ဒီကားမှာဆိုရင်အပိုင်း30လုံးတစ်ပိုင်းမိတစ်ပိုင်းကြည့်ရင်ကြည့်ရင်လည်းပို့ပြီးတော့ဒီကားရဲ့တံပိုးပေါ့အဲဆိုလိုရင်းရည်ပဲချက်ကိုသိလာလိမ့်မယ်မြင်လာလိမ့်မယ်တရုတ်ဆောင်တွေကလည်းကိုယ့် career တစ်ခုချင်းစီမှာဘိုးထားပြီးတော့အကောင်းဆုံးစူးစမ်းထားကြတာဆိုတော့အဲပြည်သက်တွေကောင်းတဲ့ message တွေအများကြီးရမှာပါ အော်ပရိသတ်တွေတော့အများကြီးအားပေးပါဆိုတဲ့နွယ်ဖြစ်နေအကောင်းဆုံးစူးစမ်းထားတယ် team တစ်ခုလုံးလည်းအမုန်းမြင့်ကြီးကလည်းအသက်ဝင်လာအောင်အကောင်းဆုံးလှုပ်ရှားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အားပေးပါလို့အဲဒီနားတဲ့ချိန်လေးမှာကြည့်ရှုရတာတန်တဲ့စကားကောင်းတကားဖြစ်မှာပါလို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်